။ဝိုင်းဘုံဆရာတော်ဖျားကြီးကိုဘာကျုပ်ဆရာတော်ဖျားကြီးကိုရင်ကတဲ့ဆိုပါပြီ။ဝိုင်းဘုံဆရာတော်ဖျားကြီးကတော့လက်ရှိအချိန်မှာမြန်မာနိုင်ငံရဲ့မြို့ကြီးတွေကိုလာပြီးတော့သူ့အနေနဲ့ဟိုမှာတရားကျင့်ကြံနေထိုင်တုန်းကနတ်တွေကသူ့ကိုမြန်မာနိုင်ငံမှာငလင်ကြီးထတ်လာအောင်မယ်ပြီးတဲ့ကကြတော့တဘောဝ BNA ရေးကြီးမှုတော့မုံတိုင်းထတ်လာအောင်မှာဖြစ်တယ်။ဒါကြောင့်မလို့မင်းနေနဲ့နော် ်မြန်မာနိုင်ငံရဲ့အထင်ကရမျိုးကြီးတွေကိုသွားပြီးတော့မြေတားမပူပေးလို့ရှိရင်အဲ့ဒါတွေကထပ်ပြီးလာအောင်မယ်ဒါကြောင့်မလို့မင်းနေနဲ့သွားပြီးတော့မြေတားပူပေးရမယ်ဆိုပြီးတော့နှက်တွေတခြားတွေကမိုင်းဘိုးဆရာတော်ဖျားကြီးကိုပြောကြားလိုက်တာကြောင့်မိုင်းဘိုးဆရာတော်ဖျားကြီးကအခုလိုမျိုးလာပြီးတော့မြေတားပူပေးတာဖြစ်ကြောင်းသူ့အနေနဲ့ရွှေလိုခြင်းလို့ဝေလိုခြင်းလို့နော်ဒီစီဥစားလူချင်းလို့လာတာမဟုတ်ချောင်းကိုရှင်းပြပါတယ်ပြီးတော့ကကြတော့ခုလိုမျိုးငလင်ကြီးလှုပ်တာကမြို့မှာရှိတဲ့เนาะမိုင်ပေါင်း3000เนาะနဲတာမဟုတ်ဘူ အလောက်ရှိတဲ့ငကားကြီးလှုပ်လို့ဖြစ်တယ်ဆိုပြီးတော့ပြောချလိုက်တာကြောင့်နော်ဒါကခြေရဝါဒဘုဒ္ဓဘာသာရဲ့အဆိုနဲ့လည်းမညီဘူးဘုရားဟောတရားနဲ့လည်းမညီဘူးပြီးတဲ့ကကြတော့ဘူမိဗေဒသိပ္ပံနိစ္စနဲ့ရောမညီဘူးဆိုပြီးတော့ရောင်းငံမှာတော့ဘုံကြီးရေရောပြီးတဲ့ကကြတော့ဝိညာဉ်ရှင်တွေကပါမိုင်းပုံဆရာတော်ဘုရားကြီးကတကယ်ကိုအထင်ရှင်ရှာရီကောင်ကလေးနဲ့လူသီးမြောက်အောင်လုပ်နေပြန်ပြီနော်တကယ်ကိုမှလူလိန်ကောင်ဆိုပြီးတော့ပြောဆိုနေကြတာပဲဖြစ်ပါတယ်နော်ဘာချုပ်ဆရာတော်ဘုရားကြီးကိုရင်က မိုင်းဘုံဆရာတို့ကိုဝေဖန်မှုတွေပြုတ်သွားတယ်လို့သိရပါဗျ။မိုင်းဘုံဆရာတော်ဖျားကြီးလုတ်ပုံကဟုတ်လေဟုတ်တယ်ဗျာအခုကတော့သူက attention ရှာတဲ့ပုံဖြစ်နေတယ်။သူ့အနေနဲ့ဒီခီးစင်မှာလာပြီးတော့ပတ်စံတွေလှူတယ်ဆိုပေမဲ့သူ့ကိုလှူတဲ့သူကတော့လူကြီးထောင်ပေါင်းနေကြီးရှိတယ်။သူ့အနေနဲ့เนาะတစလူကြီးအစတထောင်လောက်ပြန်ရသွားနိုင်မဲ့ဂိမ်းเนาะအလုံးနဲ့မြင်ကြပါရဲ့ဇွဲထက်ကเนาะဇွဲထက်ရှေဆိုင်ကဆိုရင်သူ့ကိုသိန်းပေါင်းထောင်ပေါင်းများစွာလှူလိုက်လိုက်တယ်ဗျာเนาะစဉ်းစားကြည့်ဆိုတော့ဒါပါပဲเนาะ ဘုရောယဟန်တွေရောနော်ပညာရှင်တွေရောအကုန်လုံးကလူလိန်လို့သတ်မှတ်ကုန်ကြပြီလေဖြစ်ပါတယ်